မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမှာအားနည်းချက်တွေဖက်လိုက်မှုတွေအများကြီးရှိနေတယ်လို့ဘက်ကတအကြောင်းသားတွေကပြောဆိုဝေဖန်လိုက်ပါတယ်ဒီသတင်းကိုခိုင်ပန်းတို့ကပေးပို့ထားပါတယ်ခင်ဗျာဘုရားပညာရေးဥရေကျန်းပြင်ဆင်ဖို့အတွက်ဆန္ဒထုတ်ဖော်ခဲ့တဲ့ကျောင်းသားတွေရဲ့အမှုဟာအခုဆိုရင်9လပြည့်ခဲ့ပြီဖြစ်ပါတယ်ခုလိုရုံချင်းနေရွှေပြောင်းချင်းဆိုနေတာဟာတရားစီရင်ကြန့်ကြအောင်လှုံ့ဆော်နေတာဖြစ်တယ်လို့တရားစီရင်ရေးမှာအားနည်းချက်တွေပြလိုက်မှုတွေများစွာရှိနေရလို့ ဘာဂတာအတော်ဝင်ရှိသူကပြောဆိုလိုက်တာပါကျောင်းသားတွေရဲ့စကိုးချင်းမျိုးယုံကျေးရနေစတင်ပြီးယုံကျေးတွေကိုရွှေဆိုင်ခဲ့တာနှစ်ကျင်းရှိပြီးဖြစ်ပါတယ်အမှုကကျွန်တော်တို့အမှုဆို9နာရီပြေတော့ပါဘောနော်အမှုတွေကလည်းရရှိနေတယ်နောက်ပြီးတော့ဒီကျွန်တော်တို့အာမခံတယ်ရတဲ့လူကရတယ်မရတဲ့လူကမရဘူးအာမခံဆိုရှင်တဲ့နေရာမှာလည်းမြားတမ်းမျိုးရှိတယ်ဘောနော်နောက်နောက်တစ်ခုကဒီတရားသူကြီးရဲ့အဆုံးဖြတ်တဲ့နေရာမှာတရားသူကြီးရဲ့မှန်မှန်ကန်တာရှိတယ်တရားသူကြီးကလည်း ဲတစ်ခါတစ်ခါမှဒီအုတ်ချုပ်ရေးပိုင်းကိုအုတ်ချုပ်ရေးပိုင်းဘက်ကနေဖတ်လိုက်ပြီးတော့လုပ်နေရလို့ရှိတယ်။နောက်တစ်ခုကတော့ဒီ Harvard Law School နဲ့ဒီ45 Right ပေါ့နော်။ဘာသာသားရဲ့အသုံးအဖွဲ့ပေါင်းပြီးတော့အဲ report ပေါ့နော်။အဲသူတို့အနေနဲ့ဒီအစီအကံသာတောင်းထုတ်ပြန်မျိုးရှိတာ။ဒီလိုရပြောင်းချိန်ဆနေတာဟာအကြောင်းသားတွေတင်ထားတဲ့ကားအာမခံကိုခရိုင်ကိုတင်ရမှာခရိုင်ကပယ်ချခံရပြီးနောက်တိုင်းထီဆက်လက်တင်ခဲ့တာကြောင့်ကြံ့ကြံ့နေတာဖြစ်တယ်လို့ဥရိအကျိုးဆောင်ရှိနေဦးထေရပြောပါတယ်ခုနကတော့စနေနေ့သုံးလပိုင်းပါ ွင့်တော့ကျတော့ဒီမူလအမှုကတော့လက္ခဏာမျိုးတွေနော်နောက်ရုံရောက်လောက်ကတော့ရောက်ကျတော့ခုရုံရင်းပြီးအဓိကကြံ့ကြာတာတော့အဲ၅ဘိုက်ရှိတယ်ရောက်ကနေဒါသမဏအောင်မင်းလျှောက်တာနောက်တဲ့အခါကျတော့အဲညိုးနေရုံအဲရုံကလည်းကတိုင်းရလို့တော့ခင်ထားတဲ့အတွက်လူရအရာတောင်းပါတယ်ထိုက်တဲ့နာကြံ့ကြာတယ် ခုလက်ရှိတယ်ရီထောင်မှာဖမ်းဆီးခံရပြီးတရားရင်ဆိုင်နေရတဲ့ကျောင်းသားနဲ့ဝင်းရံပြည်သူ80ရှိပါတယ်73ဦးကတော့အာမခံတဲ့အမှုရင်ဆိုင်နေရပါတယ်လာမယ့်15ရက်နေ့မှာနောက်ဆုံးထားပြီးနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်မှုမရှိရင်အစာငတ်ခံဆန္ဒပြဖို့ကိုလည်းဖမ်းဆီးခံကျောင်းသားတချို့ကပြောဆိုထားပါတယ်ကျမခိုင်ပန်းနူပါ